ားလုံးတို့တာလိုက်စားပါကျွန်တော်ရဲ့ APR Arkham မြန်မာ YouTube Channel လေးကနေနေ့တစွာပြန်လေးကြိုဆိုလိုက်ပါတယ်ပလက်ဝကိုအေက မတက်ခရင် ရှင်းပြမလွတ်မြောက်နိုင်ကြောင်းရှင်းညင်အောင်ဖွဲ့ကပြောဆိုလိုက်ပါတယ်ပလက်ဝဒေတာမှာစစ်ကောင်စီကင်းစင်ရေးအရခတ်တတအေကမတက်ခဲ့ဘူးဆိုရင်ရှင်းပြမြစ်တီနေရာမှာလွတ်မြောက်မှာမဟုတ်ကြောင်းချင်းညင်တော် CB ပြောခွင့်ရဆလိုင်းရောမန်က ပြောဆိုလိုက်ပါတယ်ရှင်းပြနေမှာရှိတဲ့ကျင်တွေမတူပြီးကံပဲ့လေမင်းတက် ဖလန်စတဲ့မြို့တွေကိုချင်းညီနောင်စီဘီကတင်ပိတ်ထားပြီးကြံမြို့နယ်တွေကိုတင်ပိတ်ရရှိရဲစစ်စင်ကြီးတွေဆက်လက်ဆောင်ရွက်နေပါတယ်စီဘီပြောခွင့်ရဇလိုင်းရှိုးမန်ကပလက်ဝမှာရှိတဲ့စစ်ကောင်စီရဲ့တပ်စခန်းတွေဖြူဟာစခန်းတွေအကုန်လုံးကိုဒါအေက မတိုက်ခိုက်ဘူးဆိုရင်ရှင်းပြနေဘင်းနေရာမှာကျွန်တော်တို့စစ်စင်ကြီးလုံနေမှာမဟုတ်ပါဘူးပလက်ဝကိုတာအေကစစ်ကောင်စီကင်းစင်အောင်မလုပ်ခဲ့ဘူးဆိုရင် မတူပြီးလွတ်မြောက်လာစရာအကြောင်းအကြောင်းမရှိပါဘူး ကျင်တွေလုံးဝမလွတ်မြောက်နိုင်ဘူး၊ကံပက်လည်းမလွတ်မြောက်နိုင်ဘူး၊မန်တက်မလွတ်မြောက်နိုင်ဘူး။လိမ့်လင်းပြီးတောက်ချောင်ဘယ်နေရာမှလွတ်မြောက်မှာမဟုတ်ဘူး။သူတို့ရဲ့စစ်ကောင်စီရဲ့ထောင်နဲ့ရှိတဲ့အင်အားတွေရှိတာကို200 300လောက်စစ်ကူပုတ်လိုက်ရုံနဲ့ကျွန်တော်တို့တော်တော်ခက်ခဲမှာဖြစ်ပါလေ။ချင်းပြည်ဒီအတိုင်းတာထိလွတ်မြောက်ဖို့ဘလို့မှမဖြစ်နိုင်ဘူးလို့ပြောပါတယ်။ပလက်ဝမြို့နယ်ကိုအရခတ်တပ်တို့အေကစစ်ကောင်စီလေးမှတက်ယူပေးခဲ့တဲ့အတွေ့ရှင်းညင်တော်အဖွဲ့ဟာတခြားမြို့တွေကိုတိုက်နှိုင်ခဲ့ကြောင်းဆလိုင်းယိုမန်ကပြော ထားတာဖြစ်ပါတယ်ချင်းညီနောင်အဖွဲ့ဟာအာရခတက်တို့အေရဲ့စည်ရဲ့အကူအညီများအပြင်မိမိရဲ့ကိုယ်ပိုင်အားဖြင့်ကျင်တွေမတူပီကံပက်လဲမင်တပ်ဖလန်စတဲ့မြို့တွေကိုတိမ့်ပိတ်ထားပါတယ်ပလက်ဝဒေသမှာစစ်ကောင်စီကင်းစင်သွားခြင်းဟာချင်းညီနောင် CV အတွက်အရေးပါတယ်လို့အာရခတက်တို့အေအတွက်လည်းရခိုင်ပြည်လွတ်မြောက်ရေးအတွက်အရေးပါကြောင်းစလိုင်းယောမန်ကဆက်လက်ပြောပါတယ် ဘလက်ဝါဟာအေရဲ့အမျိုးသားလုံခြုံရေးပါအေရဲ့အတွက်လေဘလို့ပြောရမလဲကွန်ဖက်ဒရိတ်ထက်မနိုင်တဲ့သဘောလိုပဲပြောပြောအန်တီဗန်ဒန်လိုပဲပြောပြောဘလို့ပဲပြောပြောပါဒါပေမဲ့အေရဲ့အတွက်အတိတ်ကအရေးကြီးဆုံးကတော့အမျိုးသားလုံခြုံရေးနဲ့အမျိုးသားအကျိုးစီးပွားပဲအဲ့ဒီလိုလုံခြုံရေးချင်းချောက်မှုအကြီးဆုံးကပလက်ဝါပါ ပလက်ဝါမှာစစ်ကောင်စီပြန်ပြီးတော့အခြေကုပ်ရယူနေရင်ရခိုင်တပြည်လုံးရဲ့လွန်မြာရေးရခိုင်တပြည်လုံးရဲ့လုံခြုံရေးအတွက်ချင်းချောက်ခံရပြီပဲပြောချင်တာကရခိုင်ပြည်ဝင်ဘက်ကမကွဲအန်ပကိုးတောင်ကောင်းနဲ့ EOD ကွာဘက်မှာထိန်းချုပ်ထားနေပေမဲ့ပလဲဝါမှာသာစစ်ကောင်စီဘက်ကအင်အားအလုံးရဲနဲ့နေရာပြန်ဝင်ယူလိုက်နိုင်ပြီဆိုရင်ဘာမှတတ်နိုင်မှာမဟုတ်ပါဘူးပလဲဝါကစစ်ကောင်စီတပ်သားအယောက်900လောက်ဆင်းလာတာဟာတောင်ကုတ်အန်ဘက်ကအယောက်9000လောက်ဆင်းလာတာနဲ့တူမျှတာပါ အာရခတက်တို့အတွက်အာရခဒေသတွေလုံချွေရေးမဟာဗျူဟာကြတဲ့အနေနဲ့ပလဲဝကိုအေးကထိန်းထားရတယ်လို့ပြောပါတယ်။ရှင်းကြီးနောင် CV ဟာရှင်းပြင်းနေမှာစစ်ကောင်စီရဲ့စစ်ကြောင်းထိုးတိုက်ခိုက်မှုတွေအလူလေးခံနေရချိန်မှာကုညီပေးနိုင်သူမရှိကြပဲနောက်ဆုံးမှာအေးထံကလင်းနေခရမ်းများနဲ့စစ်ခွန်အားတွေရရှိခဲ့ကြောင်းဆိုပါတယ်။ ပလက်ဝအရင်နဲ့ပတ်သက်လာရင်မြေပြင်ကသာအဆုံးဖြတ်ပေးမှာဖြစ်ပြီးဒေသခံပြည်သူတွေရဲ့လိုလားခြင်းနဲ့ဂျာပိန်ခွင့်အရေးများကသာအရေးကြီးကြောင်းရှင်းညင်တော်ပြောခွင့်ရစလိုင်းရိုမန်ကဆိုပါတယ်အရခတ်တို့အေးအနေဖြင့်လေပလက်ဝဒေသကိုအပြုခံအမုန်းခံပြီးမှထိန်ထားဂိန်ထားရခြင်းဖြစ်ပြီးနောက်တွင်ပလက်ဝအရေးကိုစပွေးဝိုင်းမှာသာဆွေးနွေးသွားမည်လို့ရှင်းညင်တော်ကပြောဆိုထားပါတယ်ပလက်ဝဒေသဟာရှင်းပြင်းနေဖြစ်ကြောင်းကိုလည်းခံယူထားသေးလို့ရှင်းညင်တော်တာဝန်ရှိသူကဇွန်လ16ရက်နေ့သတင်းစာစနစ်ပွဲမှာပြောကြားထားပါတယ် ဟုတ်ကဲ့ပါခင်ဗျာကျွန်တော်ရဲ့ YouTube channel လေးကိုဝင်ကြည့်တဲ့အခါမှာပြည်တွင်းကမိဘပြည်သူတွေအနေနဲ့ VPN ခံပြီးတော့ကြည့်ပေးကြဖို့မြစ်တမ်းရဲ့ခံချင်ပါတယ်ခင်ဗျာအဆုံးထိနားဆင်ကြည့်ရှုပေးခဲ့ကြတဲ့အရိခပြည်သူပြည်သားများနဲ့တကွာမြန်မာပြည်သူပြည်သားများအားလုံးကိုကျေးဇူးအထူးတင်ရှိပါတယ်အားလုံးဘေးကင်းကြပါစေခင်ဗျာ